င်္ဂလာပါရှင်။ရတဆောင် channel ကနေပြောပရိသတ်များအားလုံးကိုပြန်လည်ပြောကြိုဆိုပါတယ်ရှင်။ပရိသတ်များရှင်ဒီနေ့မှာတော့စာရေးသူကျိုးရင်တီကံဘလိုရှိတာထားတယ်။ရန်ညိုးဘက်ကဝေးဆိုတဲ့ဇလန်လေးရဲ့အပိုင်း7ကိုတင်ဆက်ပေးသွားချင်ပါတယ်။ဇလန်လေးမစတဲ့ခင်မှာတော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။ဒါဆိုရင်ဇလန်လေးကိုစတင်ပြီးတော့နားဆင်လိုက်ရအောင်ပါရှင်။ညာတကောင်ရံမှာ ဆဆွဲငငယ်နဲ့ဦးနေရဲ့ခွေးဦးတန်းတွေထွက်ပေါ်လာခဲ့တယ်။ညဟာလေလာမိန်ညပင်မို့ကောင်းကင်တခွင်အလင်းမဲ့နေခဲ့တယ်။ဒီလိုအလင်းမဲ့နေတဲ့ညတကောင်မှာတယောက်တည်းလျှောက်လာခဲ့တဲ့ခြေတန်တစ်စုံ။ခြေတန်ဟာရွာလေလမ်းမထံမှာထွက်ပေါ်လာတယ်။ခြေတန်ကိုမကြောက်နိုင်အောင်တိုးတိတ်စွာလျှောက်လာပြီးမြဲတကူကြားစော်များကြားနေရသည်ရဲ့။အဲဒီလျှောက်လာတဲ့လူရဲ့ကတိတ်ဆိတ်နေတဲ့ညကိုအတံမထွက်ပေါ်မှီစေဖို့စူးစမ်းနေပုံရတယ်။ သူ့ရဲ့အိုးဒီယာကိုသာ အသာရှောက်လာခဲ့ရင် ရွာလေတဲ့နေရာစီကိုရောက်တော့ခြေလမ်းကိုရပ်တန့်လိုက်တယ်။အဲဒီနောက်သူ့ရဲ့နောက်ကျောမှာပစိုးနဲ့ခြေကပိုးယူလာခဲ့တဲ့တရင်ကိုဆဲထုတ်လိုက်ပြန်တယ်။ဆဲထုတ်လိုက်တဲ့တရင်နဲ့ပင်အဲဒီလူဟာတစုံတစ်ခုတိုးယူဖို့စူးစမ်းနေပုံရတယ်။တရင်ကိုမြေသားပေါ်ကိုအာပပါစောင်းချလိုက်တော့အတန်ထွက်ပေါ်လာခဲ့တယ်။အစမ်းနှစ်ချက်တိုးစွာပြီးရနဲ့သူရဲ့လုံးဆောင်ရမယ့်နေရာကိုရွှေ့ကတချမ်းစီဆောင်ကတိုးစွာရတယ် အောက်ခံအုပ်သားတွေမှမလာတယ်။အဲ့လိုဟာတိုးစနေရင်ပင် မောပန်းလာခဲ့ရတယ်။ဒါမဲ့သူ့အတွက်ဒီနေ့လိုအခွင့်အရေးဟာရှားတယ်။ဒါကြောင့်မောပန်းပင်ပဲဆက်လက်တိုးစနေခဲ့တယ်။ဒါမဲ့အောက်ကောငုံတိုးနေတဲ့အဲ့လိုရဲ့နောက်ပါမှာရောက်ရှိလာတဲ့လူရဲတစ်ခုရှိရကိုအဲ့လိုတည်မထားမိခဲ့။တအိမ်ချွတ်တံကိုအဲ့လိုကြားလိုက်ရပြီးနောက်လမ်းကြည့်ချိန်မှာနောက်ကျသွားခဲ့လေပြီ။ဒါဟာသူ့ရဲ့ပခုံးထက်ကိုရောက်ရှိနေပြီ။ဘာတူလဲ။ ဒီနေရာကိုတူးဆွနေရဲဆိုတာဒီနေရာကြောင့်သိနေရလို့လားအခုပြောနေရလို့ကဘာတို့လဲရှာမရှင်နဲ့အခုမတက်ရလိုက်နောက်မှရောက်လာတာကမေပြိုဖြစ်တယ်မေပြိုဟာသူမတောင်းဝန်အတွက်ကဝေကောင်မြုံနယ်ခံထားရတဲ့ရေတွင်ဟောင်းကိုအမြဲစောင့်ကြည့်နေခဲ့တယ်အဲ့လိုစောင့်ကြည့်နေစဉ်ရောက်ရှိလာတဲ့လူကြောင့်မေပြိုအခုလိုဓာတ်နဲ့ရွယ်ကမေးလိုက်ခြင်းဖြစ်တယ်အဲ့လူကတခြားမဟုတ်အောင်လန်းဆရာတယောက်ပင်အဲ့ဒီအောင်လန်းဆရာရဲ့နာမည်မှာအောင်လန်းတာလာဖြစ်တယ် တာလာကနေတကာလှည့်ပြီးသွားလာရင်လည်းမော်နက်ကဝေရဲ့အကြောင်းကိုသိရှိလာခဲ့တယ်။ဒီလိုသိရှိလာခဲ့ပြီးနောက်မော်နက်ကဝေရဲ့ဝိညာဉ်ရှိရာရေတွင်ရဲ့တင်းနီယာကို လိုက်လံရှာဖွေခဲ့တယ်။နေ့တော်တန်ကြာရှာဖွေပြီးနောက်တောင်ကြီးရွာကို အောက်လန်းတာလာရောက်ရှိလာခဲ့တယ်။ဒါပေမဲ့သူလုံးဆောင်ရမယ့်အရာကိုတခြားလူတွေမသိရှိစေဖို့အတွက်ရွာပြင်သင်ဆိုင်နဲ့မလန်းမကန်ရှိဇေယအိုမာသာနေထိုင်နေခဲ့တယ်။တောင်ကြီးရွာကိုအောက်လန်းတာလာရောက်ရှိနေရာကနှစ်ရက်မြရှိသေးပြီ။ ရွာပြင်ကြည့်စရက်အိုဟာလူသွားလူလာနေတဲ့နေရာမို့အောက်လန်းတာလာကိုဘသူမှတည်မထားမိကြ။အောက်လန်းတာလာဟာတောင်ကြီးရွာကိုလာရခြင်းအကြောင်းကမော်နက်ကဝီရဲ့ဝိညာဉ်ကိုလွှတ်ပေးရင်မော်နက်ကဝီရဲ့အကူအညီနဲ့ပညာစကန်တပ်ဖို့ဖြစ်တယ်။ဒါကြောင့်လူကြီးတိတ်ချိန်ကိုစောင့်ပြီးမော်နက်ကဝီရဲ့ဝိညာဉ်ရှိရာရေရင်း OC ကိုရောက်လာခဲ့ခြင်းပဲ။လာမိုင်းညာပေမို့အရာအလုံးတိတ်နေရကအောက်လန်းစရာတာလာတွေအခွင့်ကောင်းဖြစ်နေရဲ့။ဒီလိုနဲ့ရေရင်းကိုပိတ်ထားတာတွေကို တရွေးနဲ့တိုးဆောင်နေတဲ့နောက်စီမှာမိမတဦးရဲ့အတန်နဲ့တို့သူ့ရဲ့ပခုံးပေါ်ကိုဓားရွယ်ခံလိုက်ရတယ်။အဲ့ဒီမိမရဲ့မျက်နှာကို နောက်ကျောပေးထားရလို့သူမမြင်ရ။ပြောဒီနေ့မှဘာလာလောက်နေရလဲ။မေးပြိုမိလိုက်တယ်။သူမအမေကြောင့်ကျောပေးအနေထားနဲ့ရှိနေရဲ့အောက်လန်းတာလာကဘာရဲ့မဟုတ်ပါဘူး။ဒီနေ့မှတခခုရှိမလားလို့လာတူးကြည့်ရပါ။တော်စံနေဒီနေ့အကြောင်းကိုသိထားရင်မလား။ဘာအကြမ်းနဲ့လောက်နေရလဲ။အောက်လန်းတာလာ ဘလို့ငါ့ကိုသိနေရဲ့သိသိရပေါ့နင့်ကိုကိုငါ့ဒါနဲ့ထိလိုက်တဲ့အချိန်နင့်အကြောင်းတွေငါအကုန်သိလိုက်တယ်နင်နင်ကဘာတူလဲငါ့အကြောင်းတွေဘလို့သိနေရလဲအောင်လန်းတာလာကထိတ်လန့်သွားတယ်သူ့ရဲ့အကြောင်းတွေကိုသိနေရဲ့အတန်ရှယ်မိန်းကလေးကိုတန်တော်မင်းနေပြီရဲ့ကဲနင်ထွက်သွားတော့ဒီရွာကိုနောက်နောက်ချေဦးမှတ်လဲမိစင်နဲ့မေပြိုအောင်လန်းစရာတာလာကိုပြောလိုက်တော့အောင်လန်းစရာတာလာက နင်ပြောတယ်လို့ငါလုပ်ပြင်ငါတက်ကိုချမ်းသာပေးမှာလားငါပြောပြီးပြီပဲနင်သာတီရွာကိုချင်းမလဲမိစင်နဲ့ကဲသွားတော့အောင်လန်းတာလားမေပြိုစကားကြောင့်ထွက်ပြေးဖို့ပြင်ရတော့တယ်မပြေးရင်လည်းမဖြစ်မေပြိုရဲ့ဓာကသူ့ရဲ့လဲပင်ကိုတီကနေပင်ပိုင်းဖြတ်သွားနိုင်တယ်အောင်လန်းစရာတာလားဟာသူယူလာတဲ့တရင်ကိုပင်မသိနိုင်တော့ချက်ချင်းနောက်ကိုတန်းကလှည့်ပြေးတော့တယ်အဲ့ဒီလိုလှည့်ပြေးသွားတဲ့အတွက်မေပြိုဟာလည်းခဏများစောင့်ကြည့်ပြီးမှ ူ့ရဲ့နေရာစီကိုပြန်လာခဲ့တော့တယ်။နောက်တနေ့မနေ့မှာဟဲ့ရွာပြင်စရာမှာဆရာကောင်းတယောက်ရောက်နေရဆိုပဲ။ဟုတ်လားဘယ်ရဆရာလဲ။မသိပါဘူးဟဲ့။ကြည်ရတမာရရှိပုံရဲ့တဲ့။ရွာလေပိုင်းကကိုင်းမြင့်မောင်လို့တောင်အဲ့ဆရာကိုအိမ်မှာတက်ရအောင်သွားပင်နေကြတယ်။ဟဲ့အဲ့မြင့်မောင်ကအဲ့ဆရာဘလို့သိပါရတော့။အဲ့ဒါတော့ထူးဆန်းနေတော့ကိုင်းမြင့်မောင်မင်းညကအိမ်မက်ထဲမှာသူတော်စင်တယောက်ကရွာပြင်ဆက်ကိုသွား အဲ့မှာကိုကိုွယ်စရာပုံကိုရှိရဲဆိုပြီးလာပြောတာတဲ့အဲ့နဲ့ကိုင်းမြင့်မောင်ကသူ့တူမျိုးသူကိုတွားကြည့်ခလိုက်တာဟုတ်ပဲတော်၏အဲ့လူကအဲ့ဇက်မှာတရားထန်နေတာတဲ့အေးထိုးစမ်းသားပဲဟဲ့အဲ့နေ့မနေ့မှာတောင်စီရွာမှာအဲ့တရင်ကပြန့်နှံ့နေခဲ့တယ်အဲ့နေ့ကုံဆုံးပြီလို့နောက်တနေ့မနေ့မှာခြာကြီးနဲ့ငင်ကိုကျွေးနေရဲ့မိမပြောအဲ့ဒီမိမပြောကခြေတော်ကိုမြေကြီးနဲ့ပွတ်တာပြီးလက်တွေကိုကြက်ကြက်ဆုပ်ပြီးမြေကြီးကိုထုတ်ရနေတယ်ဆွဲကြစမ်းမှာကွာ ငါသမီးလေးဘာဖြစ်တာလဲကိုမသိရတာဒကြီးဦးတင်ပူကသမီးဖြစ်သူညသစင်ရဲ့ပြောင်းလဲ့နေရဲ့အမူအရာကြောင့်စဉ်းစားရခက်နေရဲ့ဘလို့ပဲမိမိပြန်လည်းမပြောငိုမြဲတိုင်းမြင်ငိုနေခဲ့တယ်အဲ့လိုဒကြီးဦးတင်ပူကြံရမရဖြစ်နေစဉ်ဒကြီးရဲ့ယင်းနေရသူမှာဒကြီးရေခမရသမီးတော့အပမိနေပြီထင်တယ်ဟေးအပမိရဲ့ဟုတ်လို့လားကွာငါသမီးမနေ့ညမှာအကောက်မှာဟာမနေ့ညဆို ရွာတဲ့အလူဆက်ပွဲသွားကြည့်သေးလားဗျ။အော်အေးဟာ။သူနဲ့တင်လာတော့အဖွဲဆက်ပွဲသွားကြည့်ကြတာ။ညနေမှပြန်လာကြရလေ။အဲ့ဒါပြောတာပေါ့။ညာရင်ညတာဆိုတာသိတ်ကောင်းတာမဟုတ်ဘူး။အခုတော့တကခုလောက်ပါအောင်တကြည်ရ။ငါဘာလို့ရမှာလဲဟ။ဟာ။ရွာလေပိုင်းရမြင်းမောင်တို့အိမ်မှာဆရာသမားတယောက်ရောက်နေရလေဗျာ။ဆရာသမားဘာလို့တာလဲသူက။တကြည်နေဗျာ။ဆရာဆိုတာအထက်လန်းဆရာကိုပြောတာဗျာ။တကြည်သမီးများသစဉ်ဟော။ ူနဲ့ပြလိုက်ရင်အဖေပေါ်ကောင်းပေါ်မှာပေါ့ဗျ။အေးဟုတ်သားပါလား။မမြန်သွားပင်းကြစမ်းမှာကွာ။ဒကြီးရကလာတာအုပ်စုကိုခါလိုက်တဲ့ရွာလေပိုင်းမြင့်မောင်နေအိမ်မှာရောက်နေရကတခြားသူမဟုတ်အောက်လန်းစရာတာလာဖြစ်တယ်။မေပြိုကနှင်လို့လိုက်ပြီးမယ်အကြံယုံနဲ့မပြန်ပေး။ရွာထဲကိုပင်ရောက်လာခဲ့တယ်။သူ့ရဲ့အတန်းနဲ့မြင့်မောင်ကိုအိမ်မက်ပေးကအခုလိုအိမ်ဦးကမ်းမှာအခန့်သာဝင်ထိုင်နေခဲ့တယ်။အခုမှလည်းရွာကလာသားတွေကပင့်ခေါ်လာပြီးတကြီးဦးတင်ဖို့အိမ်ကိုလိုက်ပါလာခဲ့တယ်။ အောက်လန်းတာလာအထက်လန်းဆရာအသွင်ဆောင်ကတည်ကြည်စွာနေထိုင်ပြနေတော့အားလုံးကအထက်လန်းဆရာတယောက်လို့ယုံမှန်းနေကြတယ်။အခုတကြီးသမီးများတစဉ်ကိုလည်းသူရဲ့ပညာကိုတောင်းပြီးပြုစားလိုက်ခြင်းပဲ။ဆရာထိုင်ပါခမ။တကြီးဒီအားဆရာနာမည်ကဆရာတားလှတယ်ဗျ။မြင့်ဝေကရှင်းပြတယ်။မြင့်ဝေကတခြားသူမဟုတ်တာလာကိုအိမ်မှာပင့်ခေါ်ထားတဲ့မြင့်မောင်ရဲ့အကူဖြစ်တယ်။အားလုံးခေါ်တာကတော့ဆက်စုံမြင့်ဝေဖြစ်တယ်။ဟုတ်ကဲ့ဆရာ ကျောက်သမီးလေးကိုကြည့်ပေးပါအောင်ဆရာရဲ့ကျုပ်ဖြင့်ကျောက်သမီးအခုလိုဖြစ်နေရစိတ်ဆင်းရဲလွန်းလှပါတယ်ဗျာကျောက်အခုပဲကြည့်ပေးပါမယ်ဗျအောက်လန်းဆရာတာလာကအိမ်အပြင်မြေပြင်ထက်မှာရှိုက်ကငိုကျွေးနေရဲ့တတိသမီးများတစင်ကိုကြည့်ကတိတ်ဆန်အခုခြေောက်ကိုပြင်ထားလိုက်အားလုံးအံ့ဩတင့်ကုန်ကြ၏အဲ့လိုအံ့ဩတင့်ရခြင်းဟာအစောပိုင်းကငိုကျွေးကထူရနေရဲ့မြတ်တစင်ဟာတာလာရဲ့စကားကြောင့်ငြိမ်သက်သွားကြောင်ဖြစ်တယ် ပြောင်းထိုင်စံခြေစင်းလိုက်။ညသက်စင်ဟာအယုတ်တယုတ်ပေါ်မှာကျိုးဆွဲသမားရဲ့အလိုကြာပြုတ်မှုနေလေရော့တယ်။ကဲ။ငါဆရာရဲ့အမိတ်ပိုးကက်နှောက်ရက်နေတဲ့တဒဝဟာပရလောကသားပဲလားဟဲ့။ပရလောကသားဆိုဘယ်ခြေကိုမြောက်ပြစံ။ညသက်စင်ဟာတုတ်တုံများမလောက်ခဲ့။ဒါဆိုပရလောကသားမဟုတ်သေးဘူး။ရွာသူလားဟဲ့။ရွာသူဆိုညခြေကိုမြောက်စံ။ညသက်စင်ဟာငြိမ်သက်နေစေ။တကြီးအပါဝင်အလုံးကလည်းစိတ်လိုရှားစွာကြည်နေခဲ့ကြတယ်။ အားလုံးတိတ်ဆိတ်နေရမလို့တာလာရဲ့အတန်းပို့ပြီးကျက်လောင်နေခဲ့။ကဲဒါနောက်ဆုံးပဲမကောင်းတဲ့နနာအတက်တွေဖန်ဆင်းထားရဲ့လူတွေကိုတက်ဖြတ်တက်တဲ့ဆုံးပါလားဟဲ့ဒါဆိုဘဲချီကိုမြှောက်လိုက်စမ်းဟာဟဲ့တော့တကယ်မြှောက်တယ်တော့ဟုတ်ပါဘဲဘဲချီတော့ကိုမြှောက်လိုက်တာဆုံးမပြူစားတာပဲညသစင်ဘဲချီတော့ကိုမြှောက်လိုက်လို့အာလုံစကားတန်တွေထွက်ပေါ်လာတယ်အောက်လန်းတာလာကသူ့ရွှေတဲ့အကွက်အတွင်းဝင်လာလိမ့်ပြီးမို့လို့ တင်နဲ့နေရယ်။음။ဆုံးမပြူစားထားတာပဲ။ဒီဆုံးမကဒီရွာကလည်းမဟုတ်တန်ဘူး။ကဲ။တကြီးရောဘလို့ထင်တော့ပြ။အောင်လန်းတာလာကတကြီးကိုကြည့်ကတွေးဆဆနဲ့အမေဆိုလိုက်တယ်။ရိုးအားလုံးနဲ့ကြည့်ရတော့တုံးလည်းမစင်စားတတ်ဘူးဆရာရဲ့။ဒီလိုမျိုးဖြစ်တာအကူမှပဲကြုံမှုတာဗျ။ခက်တော့ခက်တော့တာပဲ။ကျုပ်ဒီဆုံးမရဲ့ပြူစားတာတွေကိုဖြည့်ဆည်းပြလိုက်လို့ရတယ်။ဒါပေမဲ့ဒင်းနောက်ထပ်ပြူစားနေမှာတော့ကျုပ်စိုးရိမ်နေဗျာ။ အောင်လန်းစရာတာလာကရိုးအားတဲ့ရွာသူရွာသားတွေရဲ့ကြောက်စိတ်ကိုလှုံ့ဆော်နေပြီဒါဆိုကျုပ်ဘယ်လိုလုပ်ရမလဲဆရာကျုပ်တို့ရွာလူတွေကိုဆုံးမရန်ကနေကောက်ွယ်ပေးပါဆရာဟုတ်ပြီကျုပ်ကူညီပေးမှာပါဒါပေမဲ့တခုတော့ရှိသေးရဲ့တကြီးဘာများလုံးဆရာอืมအဲ့ဒါကရွာလေမှာရှိတဲ့ကလေးတွေစော့ကစားနေရဲ့အုတ်ဆောင်ကြီးကိုတိကြလားတိရလေဆရာအဲ့ဒီအုတ်ဆောင်ကြီးကဘာဖြစ်လို့လဲဆရာတကြီးရောရွာသူရွာသားတွေပါစိတ်ဝင်စားသွားကြတယ် အောင်လန်းစရာကိုအထက်လန်းစရာမှတ်ယူပြီးသူပြောလာမယ့်စကားကိုမျှော်လင့်တကြီးနားထောင်နေကြတယ်။ကျောင်းမနေ့ပြန်ညမှာအဲ့ဒီညမှာဆုံးမနဲ့ပညာပြိုင်မယ်တကြီး။ကျောင်းအသက်လည်းသေသွားနိုင်ပြီမယ်။အများအကျိုးအတွက်ကျုပ်လုပ်ပေးနိုင်ပါတယ်။ဟာလေးစားလိုက်တာဆရာရဲ့ကျုပ်တော်ဆရာကိုယုံကြည်ပါတယ်ဗျ။ကျုပ်တို့ကူညီပေးနိုင်တာရှင်လေပြောပါဆရာ။တကြီးရအောင်လန်းတာလာကိုအမှန်ကန်ပင်လေးစားသွားလိမ့်ပြီ။တကြီးနေတူစွာရွာသူရွာသားတွေကလည်းလေးစားယုံကြည်လာကြတယ်။ ဒါဝသိတဲ့အောင်နှံတာလာကကျောက်ကိုကူညီပေးရမယ်တကြီးအဲ့ဒါကတကြီးတို့ကကျောက်ပညာပြားနေတုန်းအဲ့အုပ်ဆောင်ကိုအပေါက်ဖြစ်အောင်တူးပေးဖို့ပဲအဲ့ဒါလေးပဲကူညီပေးကြပါစိတ်ချပါစရာကျောက်တို့အဲ့ဒါလေးတော့ကူညီနိုင်ပါတယ်ဟုတ်ပြီကဲဗျာစုံးမပြူစားထားတာလေးအရင်ရှင်းကြတာပေါ့လေတကြီးတို့ပြောလို့ပြီးရနေခြေတော်စင်းကြီးညီသေးစွာထိုင်ရဲ့ညသက်ရှင်ဘက်ကိုအောင်လန်းတာလာပြန်လဲလိုက်ပြီဟဲ့စုံးမ နေနဲ့ငါမနဲ့ပြန်ညာမှာပြညာပြန်မယ်။နေနိုင်ရင်ငါအသက်ယူ။ငါနိုင်ရင်နေအသက်ကိုယူမယ်။အခုတော့ထွက်ဆိုင်။ခုနှစ်ရက်သားသမီးတွေကိုကဲတင်နေတဲ့ငါဆရာတာလာရဲ့အမိတ်ဟဲ့လဲသွားပြီထူကြပါအောင်။အောင်လန်းတာလာရဲ့စကားဆုံးတာနဲ့ညသစင်ဟာအယုတ်ကျိုးပြဲလဲကြသွားတော့လေ။နေပေးရှိမိန်ဘိုတတိုက်ဟာညသစင်ကိုတတိလဲလာစီဖို့ကူညီပေးနေကြပြီ။ကြံရွာသားတွေကတော့အောင်လန်းတာလာကိုအလို့အရဲ့အိမ်ကိုပင့်ခေါ်နေကြလေ။ ပြိသက်များရှင်အခုတင်ဆက်ပေးခဲ့တယ်။စာရေးသူကျိုးရင်တီကန့်ဘလူရှိသားထားတယ်။ရန်ညိုးဘွက်ကဝေးဆိုတဲ့ဇလန်လေးရဲ့အပိုင်း၁၁ကတော့ဒီမှာနေပေးပါပြီ။နားဆင်ပေးခဲ့တဲ့ပြိသက်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။